ကာစီကွန်ဘန်ကိုကင်ထားတဲ့သူများအားလုံးအနေနဲ့အခုဒီ10လပိုင်း15ရက်နေ့ဘုတ်တခုနေ့မနက်ကျွန်တော်ဒီည7:00နာရီကနေပြီးတော့မှမနက်4:00နာရီအထိကိုမိုဘိုင်းဘန်ကက်တွေတုံးလို့မရဘူးဆိုပြီးတော့ကြော်ညာထားတာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ ATM set တွေမှာလည်းကျွန်တော်ငွေသားကတ်နဲ့တတ်ထုတ်တာတွေအဲပြင်နာအားပါလေဒီစကင်ပြီးတော့တွားထုတ်တာတွေဒါတွေလုံးလို့မရဘူးဆိုပြီးတော့သူကကြော်ညာထားတာဖြစ်ပါတယ်ခင်ဗျာပတ်စံထုတ်တာတွေတွင်းတာတွေလုံးလို့မရဘူးပြီးတော့ ဘန်ဒီ software cable ကအနေနဲ့လွှဲလို့မရဘူးဆိုပြီးတော့ကြော်ညာထားပါတယ်တိုးတိုးဒီချိန်မှာပြုပြင်စရာအတိတ်မြင့်စရာရှိတယ်ဆိုပြီးတော့မှကြိုတင်အတိပေးထားတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့အဲ့လိုမျိုးရက်တွေမတိုင်မီမှာကြိုတင်ပြီးတော့မှငွေလွှဲတာထုတ်တာတွေကိုအပြင်ဆင်ဖို့အတွက်ကာစီကွန်ကနေပြီးတော့ဒါ Facebook page မှာလည်းကြော်ညာထားတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့အားလုံးအနေနဲ့အလုပ်စရာရှိတယ်ဆိုရင်တော့အခုလေကြိုတင်ပြင်ဆင်ထားလို့ရပါတယ်15ရက်နေပေါ့နော်အဲ့ပြီးလို့ရှိရင်နောက်တစ်ခုကသူတို့ကဒီတခြားသော EDN set ပေါ့နော်ကျွန်တော်တို့ SCB တို့ Proton တို့ဒီကျွန်တော်တို့ TTB တို့တခြားသောကုန်စည် န်ပုံးတွေမှာဗန်ကောက်ဗန်ပုံးတွေမှာသူကပတ်စံငွေသားထုတ်မယ်ဆိုရင်တော့တထုတ်လို့တော့ရတယ်ဒါပေမဲ့ကာစီကွန်ပုံးတွေမှာ ADN set တွေမှာတော့အသုံးပြုလို့မရအောင်အဲဒီအချိန်မှာတို့အတိတ်မြင့်စရာရှိလို့ဖြစ်ပါတယ်ဒါကြောင့်မို့ကြိုတင်ပြီးတော့မှ အတိပေးရှင်ဖြစ်တယ်အဲ့တော့တချို့တွေကအဲ့လိုမျိုးအခြေအနေမှာသွားပြီးပတ်စံတထုံးမိတာတွေ ADR ဒီလိုမျိုးအခြေအနေမှာလုံးလုံးမရဘူးဆိုတခုခုကိုယ့်ရဲ့ကတ်တွေဖြစ်မှရင်စိုးရိမ်ရပါတယ်ပြီးတော့ mobile banking တွေပေါ့နော် key plat တွေကိုလည်းအဲ့ဒီအချိန်မှာတုံးလို့မရဘူးဆိုပြီးတော့စိတ်မပူပါနဲ့เนาะအာသူတို့ကဘဏ်ကသူ့ဟာသူတို့လုံးလို့မရဘူးဆိုတဲ့အချိန်မှာအတင်းမိတဲ့အချိန်မှာကိုမဝင်တာအကောင်းဆုံးပဲသူတို့ရဲ့တတ်မှတ်ထားတဲ့အချိန်ပေါ့နော်မနက်၄နာရီကျော်သွားပြီးဆိုတော့အဲ့ဒီအချိန်တော့လူတွေအိတ်တဲ့အချိန်ပါပဲဒါပေမဲ့တချို့တော့သူတွေညဘက်အလုပ်လုပ်တဲ့သူတွေညဘက် အလုတ်သွားတဲ့သူတွေပြီးတော့ပတ်စံအေးချိန်မှာလွှဲချင်တဲ့သူတွေဆိုရင်တော့အခုတည်းအကြိုတင်ပြင်ဆင်ဖို့တော့လာပြီးပြောပြပေးထားတာဖြစ်ပါလေခင်ဗျာနောက်တစ်ခုကကျွန်တော်ဒီဘန်သုံးတာကြာနေတဲ့သူတော့ရှိပါလေကာစီကွန်ဘန်ကိုကျွန်တော်သုံးတဲ့အခါမှာဆိုရင်အဓိကအရေးကြီးဆုံးသောအရာကအခုရဲ့ဖုံးတစ်လုံးနဲ့တစ်လုံးနဲ့ချိန်တာကာစီကွန်ကအရန်လွယ်တခြားဘန်တွေထက်ဆိုင်ကာစီကွန်ကတော်တော်လွယ်လို့ပြောလို့ရတယ်ဒါပေမဲ့တစ်ခုရှိတာကကိုဖုံးဒီဘန်ဖွေထားတဲ့ဖုံးစင်ကတ်ကဖုံးအသစ်ထဲမှာပြောင်းထည့်ဖို့အတွက်လိုတယ်တော်တော်များများအမှားလုံးမိတာက အဲကျွန်တော်လာလာပြီးတော့မေးတဲ့သူတွေရှိတယ်ကျွန်တော်ဗီဒီယိုဖိုင်တွေတင်ပြထားပြီးတဲ့ဖုန်းအစ်စ်ပြန်ချိန်တဲ့နေဆိုရင်ကာစီကွန်ကအဲ့လိုချိန်တဲ့အခါမှာတချို့တော့သူတွေက wifi နဲ့ wifi နဲ့ဝင်တယ်เนาะ internet မဟုတ်ဘဲနဲ့ wifi နဲ့ဝင်တယ်ဆိုရင်လည်းဝင်လို့မရဘူးเนาะဒါအထူးသတိပြုရမှာဖြစ်တယ်ကိုယ့်ရဲ့ဒီဘန်ဖွင့်ထားတဲ့ sync ကဟာဖုန်းအစ်စ်ထဲမှာထည့်ရမှာဖြစ်တယ်တချို့ကတခြား sync တွေထည့်ထားတယ်ဆိုရင် internet ကဖုန်း sync နှစ်ကပ်ထည့်လို့ရတယ် internet ကဒီဘန်ဖွင့်ထားတဲ့ internet မဟုတ်ဘူးဆိုရင်ဖုန်းအစ်စ်ထဲဝင်လို့မရအောင်เนาะအဲ့ဒါကြောင့်မို့ကျွန်တော်တို့ အလုပ်တဲ့အခါမှာတေချာဂယုစိုက်ပြီးတော့ထည့်ပါတချို့တော့သူဆိုရင်တေချာကျွန်တော်တို့မထည့်ဘူးတစ်ကြိမ်ထည့်ကြည့်တယ်နှစ်ကြိမ်ထည့်သုံးကြိမ်ထည့်ကြော်သွားရင်ကိုယ့်ဟာကိုဝင်လို့မရတော့ဘူးเนาะဗန်ယုံကိုပြန်သွားရတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီဖုန်းအစ်စ်ချိန်တဲ့အခါမှာတေချာလေးကျွန်တော်တို့ဂယုစိုက်ပြီးတော့မှဗီဒီယိုဖိုင်တေချာကြည့်ပြီးတော့ကိုယ့်ရဲ့ဒီဖုန်းမှာထည့်မယ်ဆိုရင်လွယ်လွယ်လေးပဲကျွန်တော်ဆိုရင် အချိန်နေတာအချိန်ပေါင်းမနေတော့ဘောအစ်အစ်နဲ့ဟောင်းနဲ့ပြင်းပြင်းနဲ့ချိန်နေတာဆိုတော့အချိန်ပေါင်းမနေတော့လွယ်လွယ်လေးပဲဘာမှမဖြစ်ဘူးဒါပေမဲ့ကိုယ့်ရဲ့ဒီ single ထဲမှုတွေဒီ wifi နဲ့ထည့်မှားတာတွေအဲ့တော့နံပါတ်ခဏခဏမှားတယ်ဆိုရင်တော့သူကသုံးချိန်ထက်ကြော်သွားပြီဆိုရင်တော့ကိုယ့်အကူဝင်လို့မရတော့ဘူးเนาะဒါတတိပြူရမှာဖြစ်ပါတယ်အဲ့တော့အားလုံးနဲ့ဘန်သုံးဆွဲတဲ့သူများအားလုံးနဲ့အဆက်ဆက်ရအဆင်ပြေကြပါစေလာပြီးတော့မှကျွန်တော်အကြိုတင်ပြီးတော့ share link ပေးခြင်းဖြစ်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဗျာ